ချန်ပီယံဖြစ်သွားတဲ့ဘန်အပေါ်မှာအခုလိုအရေးစိုက်ခဲ့တာကြောင့်ချစ်သူဖြစ်တော်မဲ့အထင်ခံနေရတဲ့မိုဟေကိုမိတ္တများလုံးပဲမင်္ဂလာပါရှင်မိုဟေကိုနဲ့ဘန်တို့ကတော့ဖန်နဲ့မင်းသမီးဆစ်ဆန်ရဲ့အဖြစ်ရှိကြတာပါကဘာကျော်ဖိုက်တာဖြစ်လာခဲ့တဲ့ဘန်ကသူ့အကြရဆုံးမြမမင်းသမီးကမိုဟေကိုပါဆိုပြီးတော့ဖွင့်ဟခဲ့တာပါအလုံးတီးကြတဲ့အတိုင်းပဲဒီနေ့မှဘန်ရဲ့ပွဲစဉ်ကရှိနေခဲ့တာဖြစ်ပြီးမြမလူမျိုးတွေကုံယူရဆုံးဖြစ်အောင်ဘန်ကအနိုင်ရရှိသွားပါပြီဘန်အနိုင်ရရှိသွားတဲ့အတွက်အလုံးကလည်းဝမ်းသာကြွယုံနေကြတာပါ ပန်ကမြမနိုင်ငံဂုံကိုအချိန်ပိုင်းတွင်းမှဂုံဆောင်နိုင်ခဲ့တာကြောင့်ပါချန်ပီယံပန်တို့ကြောင့်ကိုမီးနှစ်ပိုင်းတွင်းမှပဲအနိုင်ရရှိလိုက်တာပါဘန်ရဲ့အနိုင်ရရှိမှုကကြိုးစားအထောက်မှုထက် ကံတရားကြောင့်ဆိုရင်လည်းပုံမှန်မှန်ပါ။ဘန်ကပန်တူဂျာကိုတရှက်ထိုးလိုက်တဲ့အချိန်မှာပန်တူဂျာကလက်ကျသွားတာဖြစ်ပြီးတော့လက်ထောက်မိကလက်ကျိုးတွားပါတယ်။ဘာမှမပြင်းထန်သေးပဲလက်ကျိုးတွားလို့ပန်တူဂျာကတော့စစ်မပြိုင်နိုင်တော့ပါဘူး။ဒါကြောင့်မလို့ပန်တူဂျာကအရှုံးပေးလိုက်ရကဘန်ကရှစ်ချင်းပဲချန်ပီယံဆုရှင်ဖြစ်သွားပါပြီ။ဘန်ကအနိုင်ရထားတဲ့အခါမှာမိုဟစ်ကိုကလည်းသူဒီပွဲကိုစောက်ကြည့်နေတယ်ဆိုတာသိအောင်ရှင်းပြခဲ့ပါတယ်။ဘန်အနိုင်ရတာနဲ့ရှင်းရှင်းဆိုတလို့ သူ့ရဲ့အကောက်ကနေဂုံယူချောင်းကိုရေးတာလာခဲ့တာပါဂုံယူလုံးတဲ့အတွက်လည်းဘန်အတွက် emoji တွေနဲ့ပါရေးတာပြခဲ့တာပါသူများတွေကကန်တရားချောင်းလိုပဲပြောပြောမိုးဟေကိုကတော့အနံ့ရရှိတဲ့အပေါ်မှာအယံကိုဝမ်းတာပျော်ရွှင်ပါတယ်အခုလိုဘန်အပေါ်မှာဂုံယူနေတဲ့အပေါ်မိုးဟေကိုကဘန်ကိုစိတ်ဝင်စားနေပြီလားလို့လည်းထင်နေကြတာပါဘန်လိုမျိုးလူငယ်မျိုးနဲ့ရှိသူဖြစ်မဲ့ဆိုရင်မိုးရီကိုအတွက်ကတော့နဲ့နာစရာလုံးဝမရှိပါဘူး ဘန်နဲ့ဆိုရင်မိုဟုကိုကတောင်နိုင်ငံခြားထိနာမည်ကြီးနိုင်တာကြောင့်ပါဘန်ကအလရှိမှနိုင်ငံခြားကမီဒီယာတွေရဲ့အာယုံစိုက်မှုကိုလည်းခံနေရပါတယ်။ဒါကြောင့်မလို့ဘန်ကြိုက်နေတဲ့မင်းသမီးဆိုပြီးမိုဟုကိုကနိုင်ငံခြားကမီဒီယာတွေကပါဖော်ပြရှင်းကိုခံရနိုင်ပါတယ်။အခုလိုမျိုးဘန်ကိုဂုဏ်ယူတဲ့အကြောင်းစာတင်ပေးတဲ့အပေါ်မှာလည်းနိုင်ငံခြားကမီဒီယာတွေကပါဖော်ပြနေကြမှာပါ။ဒါကြောင့်မလို့ဘန်ကိုမီကာမိုဟုကိုကလည်းတစ်ဖက်လက်နဲ့အာယုံစိုက်ခံနေရတာပါ။ မို့ကိုအတွက်ဆိုရင်ဘန်ကအရန်ကိုအားကိုရမဲ့လတွဲဖို့ဖြစ်လာမှာပါဗိတ်တက်တွေကသဘောတူနေကြပေမဲ့ဘန်နဲ့မို့ဟိကိုတို့ကြားမှတော့အခုချိန်ထိရိုတာဖြူစင်တဲ့အနေအထားတစ်ခုတည်းရှိသေးတာဖြစ်ပါတယ်ဘန်ကလည်းမို့ဟိကိုကိုမင်းသမီးတယောက်လိုတာသဘောကျနှစ်သက်တာကြောင့်ပါသူငယ်ငယ်ကလေးကမို့ဟိကိုရဲ့ဗီဒီယိုစာကားတွေကိုတောက်လျှောက်ကြည့်ခဲ့ရတာပါ ဒါကြောင့်မလို့လဲမိမိုက်တဲ့အမကြီးဖြစ်တဲ့တဘောကြခဲတာပါ။ပန်ကသူငငယ်ကလေးကအပိခဲရတဲ့အကြောင်းတွေကိုအောင်မြင်နေတဲ့အချိန်မှာလဲဖွင့်ဟပြပြခဲတာဖြစ်ပါတယ်။ဒီလိုဖွင့်ဟခဲ့တဲ့အတွက်ဗန်နဲ့အတူမိုဟိကိုကိုပါမျိုးလုံးထဲမှာတွဲပြီးတော့မြင်လာခဲ့ကြတာဖြစ်ပါတယ်။ဗန်နဲ့မိုဟိကိုတို့ကအခုလိုဆိုရင်တော့ နောက်ထပ်တစ်ကြိမ်ဆုံဖို့လည်းရှိလာမှာပါဘန်ကလည်းသူ့ကိုရှိကျူးစကားပြောပေးတဲ့မိုဟိကိုနဲ့ပတ်သက်ပြီးတော့တုတ်ပြန်လာအောင်မှာဖြစ်ပါတယ်ဒီလိုနဲ့ပဲအဆင့်တွေတည်သွားကြမလားဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်တဖြည်းဖြည်းနဲ့ရှစ်သူတွေတာဖြစ်သွားမယ်ဆိုရင်အရန်ကိုပြောချင်စရာကောင်းတဲ့အခြေအနေဖြစ်သွားမှာပါရှစ်သူဖြစ်မဲ့အပေါ်မှာလည်းသဘောတူပေကြမှာပါဒါပေမဲ့တချို့ကလည်းမိုဟိကိုကအသေးကြီးကဘန်ကငယ်ရွယ်သေးတာကြောင့်နှမျောကြပါတယ် ဘန်ကအခုဆိုရင်ကဘာကျော်တယောက်ဖြစ်သွားတယ်လို့ရုပ်ရည်ကလည်းရှောမောတာကြောင့်သူ့ကိုစိတ်ဝင်စားတဲ့သူတွေကအများပြရှိနေတာပါဒီလိုစိတ်ဝင်စားကြတဲ့သူတွေအပေါ်မှာဘန်အနေနဲ့ဘလို့တုတ်ပြတ်မလဲဆိုတာတော့မသိရသေးပါဘူးဘန်တယောက်မမမိုးဟိတ်ကိုအပေါ်မှာခံစားရှိတွေရှိနေမလားသူတို့နှစ်ယောက်ကိုရှိသူတွေဖြစ်စေချင်လားဆိုတာမှရှေ့ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါရှင်ဘာ